ပြန်မလို့တက်တော့ပေါ်တက်လာတဲ့အချိန်မှာအဲ့ဒီဗီဒီယိုဖိုင်လေးကိုမြင်လိုက်တာပါ ။ပါမန်ကြည့်မယ်ဆိုရင်တော့ကျက်သစ်တကောင်ကမြောက်တွေကိုဝင်ပြီးတိုက်ခိုက်တဲ့အတွက်မြောက်တွေကပြန်ပြီးတိုက်ခိုက်တာကြောင့်ကျက်သစ်ထွက်ပြေးသွားတာကိုပဲမြင်မှာဖြစ်ပါတယ်။တကယ်တမ်းကျတော့အဲ့ဒီဗီဒီယိုဖိုင်က စီလုံးချင်းအင်အားရဲ့ကောင်းကျိုးကိုပြနေတာဖြစ်ပါတယ်။လောကမှာအင်အားကြီးတဲ့သူနဲ့အင်အားနည်းတဲ့သူရှင်ပြိုင်တိုက်ခိုက်တဲ့အခါမှာအင်အားနည်းတဲ့သူရှုံးရတာဓမ္မတာပဲဖြစ်ပါတယ်။ဘလောက်ပဲခွန်အားဗလကြီးမားတဲ့သူပဲဖြစ်နေပါစေ စီလုံးပြီးညီညွတ်နေတဲ့အဖွဲ့အစည်းနဲ့ရှင်ပြိုင်တိုက်ခိုက်မယ်ဆိုရင်ခွာဘလကြီးမားတဲ့သူလဲရှုံးရတာပဲဖြစ်ပါတယ်။ဒါကြောင့်ဦးဇင်းတို့ဗုဒ္ဓဘာသာဝင်တွေကိုပြောကြင်တာကအခြားကိစ္စတွေမှာဘလောက်ပဲအမြင်မတူဖြစ်ပြီးဝိဝါဒတွေကွဲပြားနေပါစေဘာသာရေးမှာတော့စီလုံးညီညွတ်မှုတွေရှိကြပါလို့ပြောကြင်ပါတယ်။ဘာသာရေးမှာစီလုံးညီညွတ်မှုတွေရှိမယ်ဆိုရင်ဘယ်ဘာသာဝင်ကမှဒါရောက်ပြီးတိုက်ခိုက်နိုင်မှာမဟုတ်ပါဘူး။နော်အဲ့ဒါလေးပြောကြင်ပါတယ်။ အရှင်ဖရာ၅ပါးတီလကိုနှုတ်ကမဖြေဆိုဘဲမလွန်ကျူးရင်ကောစောင့်တည်ရပါသလားဖရာတဲ့တီလဆိုတာကနှုတ်ကဆိုယုံနဲ့မရဘူးစောင့်တည်ရမယ့်အရာဖြစ်တယ်နော်တီလသည်လိုက်နာရမယ့်စာရိတတီလနဲ့ရှောင်ကျင်ရမယ့်ဝရိတတီလရယ်ဆိုပြီးနှစ်မျိုးရှိပါတယ်၅ပါးတီလ၈ပါးတီလ၉ပါးတီလ၁၀ပါးတီလစတဲ့တီလတွေဟာရှောင်ကျင်ရမယ့်ဝရိတတီလတွေပဲဖြစ်ပါတယ် တီလာဆိုတဲ့နေရာမှာလည်းပဲ၅ပါး၈ပါး၉ပါး၁၀ပါးဟူ၍အရေးတော်အားဖြင့်ပြတာမှန်ပေမဲ့အရင်စစ်လိုက်မယ်ဆိုရင် ကိုနဲ့နှုတ်နှမျိုးတည်းကိုပဲထိန်ရတာပါနှုတ်ကမဟုတ်တာမပြောဘူးကိုကမဟုတ်တာမလုပ်ဘူးဆိုရင်တီလာကလုံနေပါပြီနော်ဒါကြောင့်ကိုနဲ့နှုတ်ကိုထိန်သိမ်းစောင့်ရှောက်နေမယ်ဆိုလို့ရှိရင်တီလာကိုနှုတ်ကမဆူတော့လဲပဲတီလာကိုစောင့်စည်းရရောက်တယ်လို့မှတ်သားထားရမှာဖြစ်ပါတယ် အရှင်ဖရာဗုဒ္ဓမြတ်စွာဘုရားသီးသောမြင်းကြီးကဘယ်ရောက်သွားပါသလဲဖရာတဲ့အလောင်းတော်တိဋ္ဌထမင်းသားစီးတဲ့ကန္တကမြင်းဟာအလောင်းတော်တိဋ္ဌထမင်းသားကိုခွဲခွာရတဲ့အတွက်ရင်ကွဲနာကြပြီးတေဆုံးသွားပါတယ်နောက်တစ်ချိန်မှာရှင်မောက်ကလန်ကိုတော်မြတ်ကြီးနှက်ပြေသို့ကြွတဲ့အခါမှာကြီးကျယ်ခမ်းနားတဲ့စီးစိမ်ချမ်းသာကိုခံစားနေသောနှစ်သားတစ်ပါးကိုတွေ့ပါတယ်အဲ့ဒီအခါမှာရှင်မောက်ကလန်ကိုတော်မြတ်ကြီးက အသင်နတာအသင်နတာဤအမိအဘယ်အမိရှိပါသလဲမိကဲ့သို့သော ကောင်းမှုကြောင့်ဤသို့သော ကြီးကျယ်ခမ်းနားတဲ့စည်းစိမ်ချမ်းသာကိုရရှိပါသလဲလို့မေးတော်မူပါတယ်အဲ့ဒီအခါမှာနတ်သားကအရှင်ဖရာတပည့်တော်ဤအမိသည်ကန္တကအမိရှိပါတယ်ကန္တကမြင်ဖြစ်ခဲ့စဉ်တုန်းကအလောင်းတော်သိဒ္ဓထမင်းသားတောထွက်တော်မူစဉ်ကြောပေါ်တင်၍ပို့ဆောင်ပေးခဲ့တဲ့ကောင်းမှုကြောင့်ဤကဲ့သို့သောကြီးကျယ်ခမ်းနားတဲ့စည်းစိမ်ချမ်းသာကို ရရှိရခြင်းဖြစ်ပါれဟုဖြေကြားပါれနောက်တစ်ချိန်မှာကန္တကနတ်သားဟာမြတ်စွာဘုရားဟောကြားတဲ့တရားတော်ကိုနာကြားရ၍သောတာပန်တည်သွားပါれဒါကြောင့်ဘုရားအလောင်းသေတ္တမင်းသားသိတဲ့ကန္တကမြင်းဟာနတ်ပြည်သို့ရောက်သွားတယ်လို့မှတ်သားထားရမှာဖြစ်ပါれဗုဒ္ဓကဘာကြောင့်ကိုးကွယ်တာလဲမေးရင်ဘယ်လိုဖြေသင့်ပါလဲဗန္တိတဲ့ဗုဒ္ဓဆိုတဲ့အတိတ်ပဲနဲ့ ဘာကြောင့်ဗုဒ္ဓလို့ခေါ်တာလဲဆိုတာကိုလည်းသိထားဖို့လိုပါတယ်ဗုဒ္ဓဆိုတာတိတူလို့အဓိပ္ပာယ်ရပါတယ်ဘာကိုသိတာလဲမေးရင်တစ္ဆာ၄ပါးနဲ့တကွအလုံးစုံသိတာကိုပြောတာပါတစ္ဆာ၄ပါးကိုကိုတော်တိုင်ထိုးထွင်း၍သိမြင်တော်မူပြီးသိသိအားလျော်စွာတတဝါတွေကိုပြန်လဲဟောဖော်ညွှန်ကြားပြသပေးတဲ့အတွက်ဗုဒ္ဓလို့ခေါ်ဆိုပါတယ် အဲ့ဒီလိုတစ္ဆာလေးပါးကိုကိုတော်တိုင်ထိုးထွင်း၍သိမြင်တော်မူပြီးတိတိအားလျော်စွာတတဝါတွေကိုပြန်လဲဟောဖော်ညွှန်ကြားပြသပေးတဲ့အတွက်ကြောင့်ဗုဒ္ဓကိုကိုးကွယ်ရခြင်းဖြစ်ပါတယ်။ဒါကြောင့်ဗုဒ္ဓကိုဘာကြောင့်ကိုးကွယ်တာလဲမေးရင်လမ်းပြပေးလို့ကိုးကွယ်တာလို့ပဲဖြေရမှာဖြစ်ပါတယ်။အရှင်ဖရာတတိတော်ဖခင်နဲ့မိခင်ကနှကိုးကွယ်ပါတယ်ဖရာ။ ။ပပိတော်ကဗုဒ္ဓဘာသာနဲ့မညီလို့မကိုးကွယ်ခြင်းဘူးပြောတာကိုပပိတော်ကို မကိုးကွယ်ရင်နတ်ကင်တက်တယ်လို့ပြောပါတယ်။အဲ့ဒါသူတို့ကိုဘာပြောတင်လဲဖျားတဲ့။ဦးဇင်းအသက်38နှစ်ရှိပါပြီ။အသက်40ပြည့်ပါတော့မယ်။လူလောကကိုရောက်ရှိလာတဲ့နှစ်ပေါင်း30ကျော်လုံးလုံးမှာနတ်ကင်တယ်ဆိုတာကိုကြားဘူးတာပဲရှိပြီးအခုထိမမြင်ဘူးသေးပါဘူး။ ကိုထက်ဝါကြီးတဲ့ဆရာတော်တမတော်ဒီထံမှာနတ်ကင်တာကိုပြင်ဘူးပါသလားဖရာလို့မင်းမြန်လျှောက်ထားကြည့်ပြန်တော်လဲပဲမမြင်ဘူးဘူးလို့ဖြေပါတယ်ကိုထက်အသက်ရွယ်ကြီးတဲ့လူတကာတကာမတွေကိုမင်းမြန်ကြည့်တဲ့အခါမှာလည်းပဲမမြင်ဘူးဘူးလို့ပြောပါတယ်ဒါကြောင့်နတ်ကင်တယ်ဆိုတာဟာလက်ကိုကင်တာလားခြေတော်ကိုကင်တာလားကောင်းကိုကင်တာလားခါကိုကင်တာလားဘယ်နေရာကိုကင်တာလဲဆိုတာဥသိမ်မသိလို့ သိတဲ့သူများရှိရင် comment မှာဖြေခဲ့ပါဦးเนาะမိဘတွေကိုဘယ်လိုပြန်ပြောရမလဲဆိုရင်အဖေတို့အမေတို့မကိုးကွယ်တဲ့မကိုးကွယ်ထိုက်တဲ့အရာတွေကိုကိုးကွယ်မယ်ဆိုရင်တရဏဂုံပြတ်တတ်တယ်သို့မဟုတ်တရဏဂုံညှို့နှမ်းတတ်ပါတယ်တရဏဂုံပြတ်နေတဲ့ပုဂ္ဂိုလ်တရဏဂုံညှို့နှမ်းနေတဲ့ပုဂ္ဂိုလ်ဟာတည်တဲ့အခါမှာအပေတို့ကြာရောက်တတ်ပါတယ်နောက်ပြီးမကိုးကွယ်တဲ့မကိုးကွယ်ထိုက်တဲ့အရာတွေကိုကိုးကွယ်မယ်ဆိုရင် ကံကံဤအကျိုးပေါ်ယုံကြည်မှုဆိုတဲ့ကမ္မတက္ကတာတမာဒိဋ္ဌိဉာဏ်တွေလဲကွဲပြောက်တတ်ပါတယ်။ဒါကြောင့်မကိုးကွယ်ပါရစေနဲ့လို့ပြန်ပြောလိုက်ပါနော်။အဲ့ဒီလိုပြောတဲ့ဂျားတဲ့ကမှသူတို့ကလက်မခံဘူးဆိုရင်ဥပိ္ပခာပြုထားလိုက်ပါ။ဘာကြောင့်လဲဆိုရင်အချို့အရာတွေမှာဖရာတောင်ပြောလို့မရတဲ့အရာတွေရှိလို့ပဲဖြစ်ပါတယ်နော်။ချစ်တဲ့သူကိုဆုံရှုံရလို့ဦးလောင်နေပါတယ်ဖရာ။ဆုံးမစကားဟောကြားပေးတော်မူပါဖရာတဲ့။ ဧကံပိယံဧကံဒုက္ခချစ်ချင်းတစ်ခုရှိရင်ဒုက္ခတစ်ခုရှိတယ်လို့မြတ်စွာဘုရားကဟောကြားတော်မူပါတယ်။တက္ကပညာတုံမှာဤချစ်ချင်းမုံချင်းတရားနှစ်ပါးသည်အဘဲကြောင့်ဖြစ်ပေါ်လာရပါတယ်မြတ်စွာဘုရားလို့တရားမင်းကမြတ်စွာဘုရားကို မေးလျှောက်တဲ့အခါမှာမြတ်စွာဘုရားကတရားတော်တရားမင်းချစ်ချင်းမုံချင်းဆိုတဲ့ဤတရားနှစ်ပါးဟာကြံစီတွေးတော်ချင်းဆိုတဲ့ဝိတက်ကြောင့်ဖြစ်ပေါ်လာရခြင်းဖြစ်တယ်ဟုဖြေကြားတော်မူပါတယ် ဝိတက်ကလည်းပဲသူတော်ကောင်းတက်ခံအားနေတဲ့သူကိုသာနှိမ့်ဆက်တတ်ပါတယ်ဝိတက်ရှိနေသေးတဲ့၍ချစ်ချင်းရှိနေအောင်မှဖြစ်ပြီးချစ်ချင်းကြောင့်ခံစားရတဲ့ပူလောင်မှုဒုက္ခဆိုတာလည်းရှိနေအောင်မှဖြစ်ပါတယ်ဒါကြောင့်ပူလောင်မှုဒုက္ခကိုအလိုမရှိဘူးဆိုရင် ပူလောင်မှုဒုက္ခကိုဖြစ်စေသောချစ်ချင်းဤအစဖြစ်တဲ့ဝိတက်ကိုနေပါအောင်ကျင့်ရမှာဖြစ်ပါတယ်ဝိတက်နေအောင်ကျင့်ကြံတယ်ဆိုရင်တော့သူတော်ကောင်းတရားတွေကို နာကြားပြီးတော့ကြင်ကြံပွားများအားထုတ်ပါအဲ့ဒီလိုသူတော်ကောင်းတရားတွေကိုနာကြားပြီးကြင်ကြံပွားများအားထုတ်မယ်ဆိုလို့ရှိရင်သူတော်ကောင်းတရားအားထုတ်နေတဲ့သူရဲ့တန်တမ်းမှာကြံစီတွေးတော်မှုဝိတတ်တွေတဖြည်းဖြည်းနည်းပါးလာပါလိမ့်မယ်ဦးစင်ဘာသာကြားကိုစော်ကားခြင်းဘာသာကြားကိုစော်ကားတာကိုဝန်တာခြင်းဗုဒ္ဓဘာသာမှာပြုပိုင်ခွင့်ရှိပါသလားအားလုံးသိစေရန်ဟောကြားပေးရန် တောင်းဆိုပါれလေးစားလျက်ပါတဲ့ဘုရားရဲ့အဆုံးအမကိုတကယ်သိပြီးဘုရားရဲ့အဆုံးအမကိုထဲထဲဝင်ဝင်လိုက်နာတဲ့သူမှန်ရင်တော့ဘယ်ဘာသာကူမှလည်းမစော်ကားသလိုစော်ကားတာကိုလည်းအာပြေအမြောက်လုံးမှမဟုတ်ပါဘူး။ဒါကြောင့်လဲဆိုရင်ဘုရားဖျားရှင်ကိုတော်တိုင်ကဘယ်သူကမှမစော်ကားသလိုစော်ကားတာကိုလည်းအာပြေအမြောက်မလုပ်လို့ပဲဖြစ်ပါတယ်။သို့တော့ဘုရားဖျားရှင်က ဘသူ့ကိုမှလည်းမစော်ကားသလိုစော်ကားတာကိုလည်းအားပေးအမြောက်မလုပ်တာမှန်ပေမဲ့မိမိကိုစော်ကားလာပြီဆိုရင်တော့အဘူတံအဘူတာတော့နိဗ္ဗေဒီတတ်ပံမဟုတ်ရင်မဟုတ်တဲ့အကြောင်းခြေပပြောဆိုရမယ်တဲ့ဘူတံဘူတေတော့ပရိသာနိတတ်ပံဟုတ်ရင်လည်းဟုတ်တယ်ဆိုတဲ့အကြောင်းအမှန်တိုင်းဝင်ခံရမယ်တဲ့မဟုတ်ရင်မဟုတ်ဘူးလို့ခြေပပြောဆိုတဲ့နေရာမှာရန်ခိုက်ဒေါသနဲ့မပြောရဘူးတဲ့နော် ပဟဓမ္မိနတရားတော်နိလန်းဖြင့်ပြောဆိုရမယ်တဲ့ဒါကြောင့်ဘုရားဤအလိုတော်အရာဘုရားဘာသာဝင်များသည်ဘုရားအဆုံးအမအတိုင်းပြောရမယ်ဆိုရင်ဘယ်ဘာသာကိုမှလည်းစော်ကားခွင့်မရှိသလိုစော်ကားတာကိုလည်းအာပိအမြောက်လုပ်ခွင့်မရှိပါဘူးသို့တော်မိမိကိုစော်ကားလာပြီဆိုရင်တော့တရားတော်နိလန်းဖြင့်ပြန်လည်ခြေပပြောဆိုခွင့်တော့ရှိပါတယ် တပည့်တော်ယွာကဖခင်မှာယဟန်တာရဲ့မြားတပိတ်ကိုတက်လူတဲ့ဒိဋ္ဌိပုံရှိပါတယ်ဖခင်ပုံကလည်းဟိုဘော်ဒီဘော်နဲ့ပါဖခင်ဘာကြောင့်လူတာလဲဖခင်ရှင်းပြပေးပါတဲ့အဲ့ဒီတပိတ်လူတဲ့အကြောင်းကိုပြောရမယ်ဆိုရင်လေတခါတုန်းကရာဇဂျုံမြို့မှာတထေတူကစန္တကူနတ်တာတပိတ်ကိုအတောင်60လောက်မြင့်တဲ့တိုင်ထိပ်မှာခြီးပြီးတော့လောကမှာယဟန်တာယဟန်တာလို့ပြောနေကြတယ် လောကမှာတကယ်ယဟန္တာရှိတယ်ဆိုရင်ကောင်းကင်ကနေပြန်ပြီးတော့ဤပပိတ်ကိုယူနိုင်ရမယ်မယူနိုင်ဘူးဆိုရင်တော့လောကမှာယဟန္တာမရှိဘူးလို့ကြွေးကြော်လာတဲ့အတော့အဝတ်မဝတ်တဲ့အကျင့်ကိုကျင့်နေတဲ့တိဋ္ဌိဆရာကြီးတွေကသူတို့ယဟန္တာဖြစ်ကြောင်းတသက်ပြလို့တဲ့အနေဖြင့်စံတကုဏ္ဏတာတပိတ်ကိုတက်ယူဖို့ဟန်ပြနေတဲ့ပုံပါနော်အဝတ်မဝတ်တဲ့တိဋ္ဌိဆရာကြီးတွေဖြစ်တဲ့အတော့အဝတ်မဝတ်တဲ့ပုံကိုထုလို့ရမှာမှန်တော်လဲပဲ ယူနီရဲ့အမြင်မှာကြည့်လို့ရှုလို့ပတာရမတင့်တယ်တာကြောင့်အဝတ်အနည်းငယ်လေးဝတ်ထားတဲ့ပုံစံလေးလုပ်ပြီးအိုဘော်ဒီဘော်ပုံစံမျိုးပြထားခြင်းဖြစ်ပါတယ်။အဲနောက်ဆုံးမှာအဲ့ဒီစံတကူနတ်တာတပိတ်ကိုအရှင်ပိန်ဒေါ်လာကိုတိုင်တက်ယူလိုက်ပါတယ်နော်။